တင်းရဲ့တဖဲလူစီကမြင်းမြင်းဆင်းဆင်းအဆက်အသွေးရစီဖို့ဒါလေးကို နားထောင်လိုက်ပါတမန်ကတော့ manifestation နိနေမျိုးစုံကို ပြောပြပေးနေတဲ့မျှဝေပေးနေတဲ့ဒေစီဖြစ်ပါတယ်မိစေတော့အနေနဲ့ကိုယ့်ရဲ့တဖဲလူကိုယ့်ရဲ့ချစ်သူနဲ့အဆက်အသွေးပြည့်နေတယ်ဆိုရင်သူနဲ့မြင်းမြင်းဆင်းဆင်းအဆက်အသွေးရစီဖို့ဒီဗီဒီယိုမှာပြောပြထားတာလေးတွေကိုနားထောင်ပေးပါဒီဗီဒီယိုဟာတနည်းအားဖြင့် guided meditation လေးဖြစ်ပါတယ် ဒီဗီဒီယိုမှာပြောပြတာကိုနားမထောင်ဘူးကိုကိုတိုင်းစာနဲ့ရှာရေးပြီးရင်ကိုကိုတိုင်းရွက်ဖက်မိဆိုရင်လေးရပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာပြောပြပေးနေတဲ့စကားလုံးတွေကိုမိတ်ဆွေတို့အနေနဲ့နားထောင်တာဖြစ်စေဒါမှမဟုတ်ကိုကိုတိုင်းစာနဲ့ရှာရေးပြီးရင်ကိုကိုတိုင်းရွက်ဆိုတာရွက်ဖက်တာတွေပြုလုပ်ရင်ပေးဖြစ်စေဒီနည်းနဲ့နှစ်ခုထည့်ကကိုကြိုက်တဲ့နည်းနဲ့ကိုရွေးရှည်ပြုလုပ်ပါ ဒီဗီဒီယိုမှာပြောပြပေးမယ့် guided meditation ကိုမပြုလုပ်မီမိတ်ဆွေတော်အနေနဲ့သိထားဖို့လိုအပ်တဲ့အချက်အလက်နည်းနည်းလေးကိုပြောပြပေးပါမယ်။တကယ်တော့ကျွန်ုပ်တို့ဟာကိုလိုရှင်တဲ့အချစ်ကိုရယူလို့ရှင်တာမို့လို့အဲ့ဒီအချစ်နောက်ကိုလိုက်တဲ့အခါအဲ့ဒီကိုချစ်နေရတဲ့သူက ထွက်ပြေးသွားတဲ့တင်ဒါကြောင့်အချစ်နောက်ကိုလိုက်လေလေအချစ်ဟာကိုနဲ့ဝေးလေလေဆိုတာကို သတိထားရပါမယ်။ မိတ်ဆွေတို့အနေနဲ့လေကိုယ့်ရဲ့တဖက်လူကိုယ့်ရဲ့ချစ်သူနဲ့အဆင်မပြေဖြစ်နေတာတွေရှိကောင်းရှိနိုင်တယ်။တခါတလေသူနဲ့အရင်တုန်းကအဆင်ပြေပြီးခါမှကောင်းမွန်တဲ့အချိန်တွေရှိနေခဲ့ပြီးခါမှအခုအချိန်မှာသူ့ဘက်ကအဆက်အသွေးမပြုတ်လောက်တာတွေသူ့ဘက်ကဖုံးမခေါ်နေတာတွေအဲ့ဒီလိုအရှင်အနေမျိုးတွေကြုံတွေ့နေရတာတွေလေဖြစ်ကောင်းဖြစ်နိုင်တယ်။ မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်ထောင်ဖဲတွေနဲ့ပတ်သက်ပြီးအမျိုးမျိုးသောအခြေအနေတွေကိုကြုံတွေ့နေရတာလေးဖြစ်နိုင်တယ်။ဒါပေမဲ့အခုပြောပြပေးမယ့်ဒီဗီဒီယိုမှာပြောပြပေးမယ့်နည်းလမ်းကတော့လူတိုင်းလူတိုင်းအတွက်အလုပ်ဖြစ်ပါတယ်။ တင်ဟာတင်းချစ်သူနဲ့ပြည့်နေတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှမဟုတ်တင်ရဲ့အိမ်ထောင်ဖယ်နဲ့ကြွားရှင်းထားတဲ့သူတွေဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါပေမဲ့ဒီဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာတွေကတင်အတွက်အထောက်အကူပြုပါလိမ့်မယ်။ဒါအကြောင်းဒီဗီဒီယိုမှာပြောပြပေးမယ့်ဟာလေးတွေကိုမိတ်ဆွေတို့အနေနဲ့ဂရုတစိမ်းနားထောင်ပေးပါ။ ။တင်ချစ်ခင်နေတဲ့တင့်ရဲ့ချစ်သူစီကတင့်ရဲ့အိမ်ထောင်ဖဲစီကအဆက်အသွယ်ရစေဖို့တင့်ဟာတခြားအထွေအထူးပြုလုပ်နေစရာမလိုဘူး။တင့်အနေနဲ့ guided meditation ပြုလုပ်ပြီးတင့်ရဲ့မျက်လုံးတွေကိုပိတ်ထားပါ။ပြန်ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကိုဖြည့်လျှော့လိုက်ပါဒီလိုဖြည့်လျှော့ဖို့အသက်ရှူလေ့ကျင့်ခန်းတွေကိုပြုလုပ်ပါ အသက်ရှူလေးချင်းခင်ပြုတ်လို့ပြီးရင်ကိုယ့်ရဲ့စိတ်ကလေးကြည်ငင်လာပြီဆိုရင် အခုဒေးစီပြောပြမယ်စကားလုံးတွေကိုတည်တည်ရှာရှာနားထောင်ပါ မိတ်ဆွေအတွက်တခေကိုထူရှာအင်အိုးဝေတွေကြုံတွေ့ရပါလိမ့်မယ် တချို့သောသူတွေဆိုရင်ချက်ရှင်ရုတ်တရက်ကြီးကိုလိုရှင်တဲ့ရလဲတွေကိုရတယ်တော့ပြောကြတယ်အခုအချိန်မှာတင့်ရဲ့တစ်ဖက်လူကတင့်ကိုဂယုမစိဥပက္ခပြုထားတာတွေလေးဖြစ်ကောင်းဖြစ်မင်းတင့်ရဲ့ vibration တွေအရင်နှိမ့်နေတာလေးဖြစ်ကောင်းဖြစ်မင်းဒါပေမဲ့ဒီဗီဒီယိုမှာပြောပြတဲ့စကလုံးတွေကိုနားထောင်လိုက်ရှင်းအဖြစ်တင့်ရဲ့ vibration တွေပြောင်းလဲလာမင်းသူ့ဖက်ကတင့်ကို ဖုံးခေါ်လာမင်းသူ့ဖက်ကတင့်ကို message တွေပို့လာမင်းသူ့ဖက်ကတင့်နဲ့အတူတူကွာရှိရှင်လာပါလိမ့်မင်း ဒီဗီဒီယိုမှာပြောပြပေးမယ့်စကားလုံးတွေဟာလိုရှင်နေတာတွေ၊လိုအဲ့နေတာတွေ၊မျိုလင့်နေတာတွေအပေါ်မှာအရှိမခံပါဘူး။အဓိကအရှိခံထားတာက law of assumption ဆိုတဲ့အဲ့ဒီနိယာမအပေါ်မှာပဲအရှိခံထားတာပါ။ law of assumption ကို အရှိခံထားတာမို့လို့မိတ်ဆွေအနေနဲ့ကိုလိုရှင်တဲ့အရာကိုရရှိထားပြီးပြီးပိန်ဆိုင်ထားပြီးပြီးဆိုတဲ့ပုံစံမျိုးနဲ့ယူဆထားရမှာယုံကြည်ထားရမှာဖြစ်တယ်။ ကဲဒါဆိုရင် guided meditation ကိုစကြရအောင်သူဟာငါအကြောင်းကို အမြဲတမ်းတွေးတောနေပါတယ်အခုအချိန်မှာသူဟာငါကို အဆက်အသွယ်ပြုလုပ်နေပါပြီငါဟာအမြဲတမ်းသူ့ရဲ့စိတ်ထဲမှာရှိပါတယ်ငါဟာသူ့ရဲ့စိတ်ထဲမှာအမြဲတမ်းရှိပါတယ်ဒါကြောင့်သူကငါကို ဖုံးမခေါ်ပေးနဲ့မနေနိုင်ပါဘူး သူဟာငါ့ကို message တွေမပို့ပေးနဲ့မနေနိုင်ပါဘူး။သူဟာငါ့ကို အရင်ကြီးကိုလွှဲဆွဲတန်တာတတိယနေပြီဖြစ်တယ်။သူဟာငါ့ထက်ပို့ပြီးရင်ဘာမှမလို့ရှင်တော့ပါဘူး။သူကငါ့ကိုအရင်ကြီးဆွေးမဲ့နေပြီဖြစ်တယ်။ငါ့ရဲ့ energy တွေကိုသူမတွန်းလှန်နိုင်ပါဘူး။အခုအချိန်မှာသူဟာငါ့ကိုအရှင်ကြီးကိုဆွေးလဲနေပါပြီ။ သူငါ့ကိုဘလောက်ချစ်တယ်ဆိုတာအခုအချိန်မှာသူနားလေသွားပြီဖြစ်တယ်။ဒါကြောင့်အခုအချိန်မှာသူဟာငါနဲ့ပြန်ပြီးအဆက်အသွယ်ရဖို့အရင်ကိုစိတ်အားထက်သင်နေပါတယ်။နေ့စဉ်နေ့တိုင်းသူ့ရဲ့စိတ်ထဲမှာငါနဲ့အဆက်အသွယ်ပြုလုပ်ရမေတော့သူခံစားနေရတယ်။ငါစီကိုအဆက်အသွယ်ပြုလုပ်မှသာလျှင်သူ့ရဲ့စိတ်တွေအဆင်ပြေလာလိမ့်မယ်တော့သူသိနေတယ်။ အဲ့ဒါကြောင့်သူဟာအခုချက်ချင်းငါစီကို message တွေပို့နေပါပြီငါဟာသူလိုရှင်နေတဲ့သူလိုအဲနေတဲ့တခုတည်းသော အရာပဲဖြစ်တယ်။ဒါကြောင့်သူဟာငါနဲ့အဝေးမှာမနေနိုင်ပါဘူး။ငါ့ကိုအဆက်အသွယ်မပြုတ်လောက်တာမို့လို့အခုအချိန်မှာ သူနောင်တရနေပြီဖြစ်တယ်။ဒါကြောင့်အခုအချိန်မှာသူဟာငါ့ကို အဆက်အသွယ်ပြုတ်လုံနေပါပြီ။ ငါတို့နှစ်ယောက်ဟာတူဦးကိုတူဦးခိုင်မြဲတဲ့မေတ္တာတရားတွေနဲ့ရှိနှောင်ထားပါတယ်။အဲ့ဒီရှိနှောင်မှုကိုဘသူကမှဖြိုခွေတော့မရပါဘူး။သူဟာအမြဲတမ်းငါနဲ့အတူတကွရှိနေရှင်ပါတယ်။ဒါကြောင့်သူကငါနဲ့အတူတကွရှိနေရမယ့်အခွင့်အရေးတွေကို အမြဲတမ်းလိမ့်လည်ရှာဖွေနေပါတယ်။ ငါဟာသူ့ဦးစားပေးရတဲ့လူတယောက်ဖြစ်တယ်ဆိုတာကို သူ့ရဲ့စကလုံးတွေသူ့ရဲ့ဆောင်ရွက်ချက်တွေကတက်တည်ပြနေပါတယ်အခုအချိန်မှာသူကငါကိုစာတွေပို့နေပါပြီငါဟာသူ့ရဲ့ချစ်ခင်ကျင်နာမှုတွေအာယုံစုစိမ့်မှုတွေကိုရဖို့ထိတ်တန်တဲ့သူ့တယောက်ဖြစ်ပါတယ်ဒါကြောင့်ငါဟာသူ့စီကအချစ်တွေကျင်နာမှုတွေအာယုံစုစိမ့်မှုတွေကိုအမြဲတမ်းရရှိပါတယ် ။ဒါကြောင့်အခုအချိန်မှာငါဟာသူ့ရဲ့ချစ်ခင်မှုကိုလေးရရှိနေပါတယ်။သူ့ရဲ့ကျေနာမှုကိုလေးရရှိနေပါတယ်။သူ့ရဲ့အာယုံစုစိတ်မှုကိုလေးရရှိနေပါတယ်။အခုအချိန်မှာ သူဟာငါကိုအမြဲတမ်းဖုံးခေါ်နေပါပြီ။အခုအချိန်မှာသူဟာငါ့ကိုအမြဲတမ်းဂယုတစိမ့်စာတွေပို့နေပါပြီ။ငါဟာသူ့စီကဖုံးခေါ်မှုတွေစာ ိုးမှုတွေကိုအမြင်နဲ့ရရှိနေပြီဖြစ်တယ်။သူ့နဲ့အဆက်အသွယ်ရရှိနေပြီဖြစ်ပါတယ်။ guided meditation ကတော့ဒီလောက်ပဲဖြစ်ပါတယ်။ဆက်လက်ပြီးရင်အသက်ရှူပါ။အသက်ကိုနှာခေါင်းပေါက်ကလေးလေးနက်နက်ရှူပြီးရင်ပစားပေါက်ကထုတ်လိုက်ပါဒီလိုအသက်ရှူနေစဉ်အချိန်ကာလအတွင်းမှာ သူ့ဖက်ကတင့်ကို message တွေပို့နေတယ်စာတွေ ပို့နေတယ်ဆိုပြီးတော့တိပေးပါ ခုအချိန်မှာပဲတင်းစီကို စာပို့နေတာဖြစ်ပါတယ်။အခုအချိန်မှာပဲသူဟာတင်းနဲ့အဆက်အသွယ်ပြုလုပ်နေပါတယ်။ဖေကတင်းကိုဆက်သွေတဲ့ပုံစံတွေဟာပြောင်းလဲလာပါပြီ။သူကတင်းနဲ့အဆက်အသွေပြုလုပ်ဖို့စိတ်အားထက်သင်နေပါတယ်။တင်းဖြစ်ရှင်တဲ့ပုံစံအတိုင်းတင်းကြားရှင်တဲ့စကားလုံးတွေအတိုင်းတင်းခံစားရှင်တဲ့စိတ်ခံစားချက်တွေအတိုင်းသူ့ဖေကလိမ့်လည်ပြုမှုဆောင်ရွက်နေပါပြီ။ သူ့ဖေကတင့်ကိုအဆက်အသွယ်မပြုတ်လို့ပြင်းနေမနေနိုင်တော့ပါဘူးသူ့မှာတင့်ကိုဆက်သွေရုံမှာတပါတရှာရွေးရှိစရာ မရှိတော့ပါဘူးသူ့ပိုးလိုက်တဲ့စာတွေတင့်စီကို ရောက်ရှိနေပြီဖြစ်တယ်အဲ့ဒီစာတွေကလေတင့်ဖြစ်ရှင်တဲ့ပုံစံတင့်လို့ရှင်တဲ့ပုံစံတွေအတိုင်းပဲဖြစ်တယ်အခုအချိန်မှာတင့်ရဲ့စိတ်ခင်စားချက်တွေဟာအရင်ကောင်းဝင်နေပါလိမ့်မယ်လို့မျှော်လင့်ပါတယ် အခုအချိန်မှာသင်ဟာချစ်ချင်းမေတ္တာတွေအပြည့်အဝရရှိနေပြီဖြစ်ပါတယ်။သင်ရဲ့စိတ်ခင်စားချက်တွေအရင်ကောင်းမွန်နေပါတယ်။သင်ရဲ့စိတ်ခင်စားချက်တွေဟာတကယ့်ကိုမယုံကြည်နိုင်လောက်အောင်ဖြစ်နေတာမဟုတ်ဘူးလား။တကယ့်ကိုအင်အိုးဝေကောင်းလောက်အောင် စိတ်ခင်စားချက်ကောင်းနေတာမဟုတ်ဘူးလားသူကတင့်ကိုအခုအချိန်မှာ message တွေပို့နေပြီစာတွေပို့နေပြီတင်လို့ရှင်တဲ့စာတင်ဖက်ရှင်တဲ့စာတွေကိုတင်ဖက်နေရပြီဖြစ်တယ်သူ့ဖက်ကချစ်ချင်းမေတ္တာတွေအပြည့်ပါတဲ့စာတွေကိုတင်ဖက်နေရပါပြီအဲ့ဒီစာတွေအထဲမှာသူကတင့်ကိုအရင်ချစ်ကြောင်းသူကတင့်ကိုအရင်တွေးရှင်နေကြောင်းတွေရေးထားနေမဟုတ်ဘူးလားဒါကြောင့်တင်အရင်ပျော့ရွှင်နေပါတယ် ဒီပျော်ရွှင်မှုကတကယ့်ကိုမယုံနိုင်လောက်အောင်ထူးဆင်းအင်းအိုးဝေကောင်းတဲ့စိတ်ခင်စားချက်ပဲဖြစ်တယ်။အခုအချိန်မှာမျက်လုံးလေးတွေကိုညင်သာစွာပြင်ဖွင့်လိုက်ပါ။အခုဒီ meditation မှာသင်အနေနဲ့တွေးကြုံခင်စားလိုက်ရတဲ့အရာဟုသမျှဟာအမှန်ပဲဖြစ်တယ်ဆိုတာကိုသိပေးပါ။ ဒါတွေဟာအမှန်တရားတွေဖြစ်တာမို့လို့သင်အနေနဲ့သူ့နဲ့ပတ်သက်ပြီးနောက်ထပ်စိုးရိမ်တော့ကဖြစ်နေစရာဘာတစ်ခုမှမရှိတော့ပါဘူးသင်ဟာချစ်ချင်းမေတ္တာတွေနဲ့ပြည့်ဝနေပြီးရင်သင်ဟာအချစ်ခင်အားတဲ့သူတယောက်ဖြစ်သွားပြီလို့သိပေးပါဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါစေဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်